လွတ်တော်မှန်1130နဲ့အတူပါတီတဒန်29နှစ်တင်းကျင်းပြည့်သွားတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကအကြီးကပြိုင်ဘက်ပါတီဖြစ်တဲ့အာဏာရချန့်ခံရေးနဲ့ရှင်ပြိုင်ဖို့2015နိုဝင်ဘာ8ရက်ဆိုတဲ့လက်ဝဲစင်းမြင့်ပေါ်အာသွန်ခွန်ဆိုင်တလန်းလာခဲ့ပါပြီကျောင်းလဲချိန်တန်ပြီဆိုတော့ကျွေးကြော်တဲ့နဲ့ပါတီအောင်နိုင်ရေးအရှိန်မြင့်လိုက်တဲ့ NLD ပါတီမှာဘလို့အောင်နိုင်ရေးဖြူဟာတွေချမှတ်ထားတယ်လဲ အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဟာ2017ပါတီပြန်လည်တည်ဆောက်ရေးကစလို့အနည်း20ကျော်အတွေ့အကြုံရှိတဲ့ပါတီအမာခံတွေနဲ့ရက်ကြီးအဆင့်ဆင့်အထိအောင်နိုင်ရေးအဖွဲ့တွေဖွဲ့စည်းထားပြီးဘဟုကနေတိုက်ရိုက်ချုပ်ကန်ထားတာမရှိဘူးလို့ပါတီပြောခွင့်ရပုဂ္ဂိုလ်ဦးမြောင်ဝင်းကဆိုပါတယ်။လွှတ်တော်အမတ်လောင်းတွေမဲဆန္ဒနေရာအနှံ့သွားဖို့တိုက်ပွန်းထားတယ်လို့ပြောပြပါဗျာ။ ကျွန်တော်တို့ရက်ွက်အစင်းဒီအောင်နိုင်ရေးဖွဲ့တာအဲ့တော့အစင်းနဲ့အစင်းနိုင်မှာအောင်နိုင်ရေးဖွဲ့ရှိတဲ့အတွက်အားလုံးကိုဘဘွားကင်ရမလို့နော်အငင်းချက်တွေကြီးတဲ့ခါမှာကျွန်တော်ဝင်တာအဲ့တော့ကိုယ့်အကိုစီယုံရေးကိုလုပ်ကြပါရာဂိုင်းတော့ကတော့အင်္ဂလိုစိတ်ကူးနဲ့ပြောကြတာဒေတာပုံမှာသွားတာမဟုတ်အင်္ဂလိုထိတွေ့မှုပုံမှာမူတည်ပြီးတော့အင်္ဂလိုမဂျော်ရီတီရနိုင်တယ်တွေ့တာပါအင်္ဂလိုနားလေတာရွေးကောက်ပွဲတခုမှာကိုဝင်မဲ့ရွေးကောက်ပွဲမဲဆန္ဒရှင်တဲ့အားလုံး မိပါတော့ဘူးကိုယ်စလဲတော့တွေ့ကိုတွေ့ရအောင်အဲ့ဒါလို့တွေ့မှဒုတက်မှုရှိတယ်လို့အငယ်တို့တွေ့တယ်ဒါကြောင့်နေရာအနှံ့ကိုသွားနိုင်ဖို့ပဲအငယ်တို့တိုက်တွန်းတယ်လာမယ့်ရွေးကောက်ပွဲအပြတ်တန့်နိုင်ရမှဖြစ်မယ်လို့ယူမှန်းချက်ထားနေတဲ့ NLD ပါတီအတွက်အနောက်ရှက်တစ်ခုကတော့ဥတည်ရေးဥဆောင်တဲ့ရွေးကောက်ပွဲ ကော်မရှင်ရဲ့မဲစင်းရင်အမားတော်ပုံ ကိစ္စပဲဖြစ်ပါတယ်မဲစင်းတွေအခြေခံကနေပြည်စုပြီး ပထမအကြိမ်ထုတ်ပြန်တဲ့အခါမှားရွင်တာကိုသူတို့လက်ခံပြီးမဲ့စက်တင်ဘာလတဲ့နောက်ဆုံးထုတ်ပြန်တဲ့စီးရင်တွေမှားတာကတော့မဲမပေးနိုင်တဲ့ဒူရီများအောင်လုပ်နေတာလားဆိုတော့တန်တရားကပုံကြီးမှလာပါတယ်ကော်မရှင်ဟာ NLD ပေါ်သဘောထားရုံမှန်ရဲ့လား မဲစင်းနေမားတယ်ဆိုတာကအဲ့တော့အရင်ကယူကပေါ်မှာအပြည့်ကြုံရှိပြီးသားပထမမားတယ်ဒုတိယကျင်းဆိုမှားနေတယ်တတိယကျင်းဆိုအမားနေနေများနေတယ်အခုကပထမကျင်းမားတယ်ဒုတိယကျင်းမားတယ်တတိယကျင်းအမားဆုံးဆိုတော့ဒီလိုမားတဲ့ဟာကဘာမှမကြဘူးသူမလက်သက်လောက်တလားလို့တောင်တန်မြတ်ရှိတယ် ရာတက်မင်းတကာလုံးနေတယ်လို့အောင်ကမမြင်ဘူး။ဒီကဒီဟာကိုကင်တွင်နေရတဲ့အဖွဲ့ခွဲတွေကအဲထဲမှာတချို့အားလုံးမဟုတ်တချို့အငယ်တို့ပုံမှာသဘောထားမမှာ။ဒီစုကန်ဆာ plus cluster ကကအားကောင်းပြီးဒဏ်ရာတွေကိုရှင်နေဖော်မှုနေမဝင်အောင်ဘလို့အချိန်ဒီမှာပဲဖြစ်ဖြစ်အကောင်ဆုံးကာကွယ်ပေးတယ်။ဒီစုကန်ဆာ plus နောက်တစ်ခုကမဲဆွယ်စီယုံရေးစင်းတဲ့အခါသက်ဆိုင်ရာအာဏာပိုင်တွေပူးပေါင်းဆောင်ရွက်မှုနဲ့ရိုးသားမှုကို ် NLD ကတတိကြီးကြီးထားစောင့်ကြည့်နေပါတယ်ကျွန်တော်တို့ရဲ့ CEO ရေးဆောင်ရွက်တဲ့နေရာမှာကျွန်တော်တို့အဓိကဆောင်ရွက်တာကတော့ကျွန်တော်တို့ရဲ့ပါတီလိုဂိုအမှတ်သားပေါ့အဲ့တော့ဒူဒူရှင်းပါတီရဲ့အလံခလုံးကျေပြူနဲ့ဒီလိုဂိုအမှတ်သားကိုအဓိကထားပြီးတော့ပြည်သူလူထုမျိုးလုံးထဲမှာဆွဲသွားအောင် ။ဒါတော့ပြည်သူလူထုကလူနာမည်ဆင်းနေလိုက်ပြောနေရင်ကျွန်တော်အဓိကအားဖြင့်ဟလာ၄ဦးရှိတယ်ဆို၄ဦးဘယ်သူတွေပါလို့ပြောနေတာလဲဆိုင်ဒီအမှတ်အသားကိုတွေ့တာနဲ့ဒါ NLD ပဲ NLD ကိုမဲပေးရမှာပဲဆိုတဲ့ဟာကိုဒါကိုစီစီဆောင်ရွက်ဖို့ကြောင်းအဓိကထားပြီးတော့ကျွန်တော်ဆောင်ရွက်ဒါတပိုင်းပေါ့။နောက်တစ်ခုကလည်းသက်ဆိုင်ရာညွနယ်ပေါ့ညွနယ်တွေမှာဝင်ရောက်ရှင်ပြိုင်ပြီးတော့တာဝန်ပေးခါရတဲ့ NLD ပါတီကကုသလေများနဲ့ကျွန်တော်တွေ့ဆုံပြီးတဲ့အခါမှာဒီကုသလေများရဲ့အွန်လိုင်းရေးအတွက်ကိုဒါကိုလည်းပဲကျွန်တော် တို့စီစဉ်ဆောင်ရွက်တယ်။စာပေဟီတာရုပ်ရှင်ပကြီနဲ့တပင်နယ်ပယ်ကအမှုပညာရှင်တွေအများစုဟာပြောင်းလဲချိန်တန်ပြီဆိုတဲ့ကြွေးကြော်စမ်းနဲ့ NLD အနိုင်ရရေးလှုပ်ရှားမှုမှာတက်တက်ကြွကြွပါဝင်လာခဲ့ပါတယ်။ပြည်သူပါတီ NLD ဆိုတဲ့ပိုစတာတွေနဲ့အတူရွေးကောက်ပွဲအောင်နိုင်ရေးအတွက်စနစ်တကျလှုပ်ရှားလာပါတယ်။ နုပညာတော်မတွေနဲ့ NLD နဲ့ငကိုတွေကအဆက်အသွယ်ရှိပါတယ်။သူတို့ကစေတနာရှိတဲ့ဒါလုပ်ကျင်တယ်လုပ်ပေးမယ်ဆိုကျွန်တော်တို့ကလည်းဘောတာအရာအခုကြီးကြီးတော့။အနုပညာရှင်တွေက NLD ထောက်ခံရတယ်။စပါတီမထောက်ခံရဘူး။အဲတော့ဓာတ်ပိုက်ထောက်ခံရင်သူတို့ရဲ့ပြစ်ဒဏ်နည်းတော့မှာပါ။ NLD ပါတီအောင်နိုင်ရေးကိုတံပြန်တဲ့လှုပ်ရှားမှုကတော့မဘာသာလို့ခေါ်တဲ့မျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ပါ။ဂျွန်ဆန်စုကြည်နဲ့ပါတီကို ပုံဖြတ်တိုက်ခိုက်တဲ့ဝါရဖြစ်မှုတွေခေါင်းထောင်ထလာခြင်းအာဏာပိုင်တွေကလည်းထိတ်ထိတ်လေးငြင်းနေကြပါရဲ့။သူတို့လုပ်ရဟာဖွဲ့စည်းပုံနဲ့ညှိနေတယ်လို့ဥညာဝင်းကဖောက်ပြပါရဲ့ ကျွန်တော်တို့သဘောထားအမတူလို့ပြောတာကိုကျွန်တော်ဘယ်တော့မှပြန်မပြောဘူး။သူ့မှာသူ့မှာ right ရှိတယ်။ဒါမလို့ကျွန်တော်တို့ဒီ fame မလုံးနိုင်ဘူး။ကျွန်တော်တို့ဂုံသိအောင်ကြအောင်မပြောနိုင်ဘူး။ဂုံသိအောင်ကြအောင်ပြောရင်တော့ကျွန်တော်ကန့်ကွက်မယ်။နောက်မဘာသာကိစ္စကကျွန်တော်တို့အခြေခံဥပဒေကိုပြန်ကြည့်ပါ။အခြေခံဥပဒေနဲ့မညီဘူးလို့အားကပြောချင်တယ်။ ဘာသာဥဒ္ဓါဥတိလောကကိုရဲဟိုမွန်မီညာပြောတယ်မြို့ဘာသာသနာဥပဒေကိုမထောက်ခံတဲ့ပါတီမမပေးနဲ့နာမည်မတိုက်ဘူးတမယ်ပဲဒါမဲ့သူတို့ပတ်သက်လို့အငယ်လုံးဝခေါင်းနဲ့မထည့်ဘူးလို့ချင်လို့ပြောရင် ပြောသူတို့ကနိုင်ငံရေးစိတ်ဓာတ်မရင်းကျက်လို့ပြောတယ်လို့ပဲအငယ်တို့ကသဘောထားတယ်မြမပြီးမှပြောင်းလဲတဲ့တန်ပြီဆိုတဲ့ကြွေးကြော်တန်ကိုကစစ်အာဏာရှင်တွေအတွက်ချင်းချောက်မှုတစ်ခုဖြစ်နေပါတယ်ပြောင်းလဲကိုသူတို့ကစတာပါလို့ဆိုပေမဲ့ ပြီးခဲ့တဲ့9နှစ်အတွင်းဘာရီပြောင်းလဲခဲ့တယ်လဲဆိုတာမြမပြည်သူတွေကပဲဆုံးဖြတ်ရမယ့်ကိစ္စဖြစ်ပါတယ်။တကယ်ပြောင်းလဲဖို့အတွက်တန်ရှင်လွတ်လပ်မျှတတဲ့ရွေးကောက်ပွဲဖြစ်ရေးကအဓိကကျတာကြောင်းစမ်းကြောင်းမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းဥပပိုလ်ဦးကပါတီအနိုင်ရရေးမမိတ်မတုံယုံကြည်နေပါတယ်။ ကျွန်တော်တို့ကဒီကနေ့ပြောဆိုပြင်မကြီးတဲ့ကွေးမှာကျွန်တော်တို့ကန်အမှာဗျာဒီရုပ်ောက်ကွေးကအလူလျောက်ထိုင်နေတဲ့25ကျားကကျွန်တော်တို့ကျွန်တော်ထက်တွေ့မယ်ဆိုခဲ့ရင်ကျွန်တော်တို့အစိုးရဖွင့်နေမှုတွေအများစုအနေရဖို့အရေးကြီးပါတယ်အဲ့လိုအများစုအနေရတဲ့ဘို့ဆိုတဲ့အခါမှာကျွန်တော်က80ရာခိုင်နှုန်းလောက်ကိုကျွန်တော်တို့အနိုင်ရမှသာလျှင်လွတ်တော်တဲ့ကြာရင်ကျွန်တော်ကအများစုနေရာကိုလွှမ်းမိုးနိုင်ပြီးတော့အစိုးရအဖွဲ့ဖွဲ့နိုင်မှုအတွက်ကိုသမရတင်နိုင်မှုအတွက်ကိုကျွန်တော်ကြိုးပမ်းနိုင်မှာဖြစ်ပါတယ်